ချင်းရဲ့ရခိုင်ရဲ့ကရင်နီရဲ့ဘက်ပြင်းနဲ့အရင်လွတ်မြောက်မလဲဆိုတော့ခါမှာဒီပြင်းနဲ့သုံးဖို့ကြည့်မယ်ဆိုလို့ရှိရင်ဆင်းရဲအယူတွေလည်းကြော်အားကောင်းတာမြင်ရတယ်ရခိုင်ဆိုလို့ရှိရင်လည်းဆင်းရဲတွေကြော်အားကောင်းတယ်ဒီခါမှာဒီချင်းဆိုလို့ရှိရင်လည်းဒီမှာချင်းဆိုလို့ရှိရင်ဒါ operation cv နေနဲ့ချင်းညီတော်ပေါ်ဆောင်နေတဲ့ဆင်းရဲအယူတွေကအင်တာအားရစရာနေတာရှိတယ် April 9ရက်နေ့မှာဆိုလို့ရှိရင်ဒါဖလန်မျိုးတိတ်တိုက်ပွဲအောင်မြင်စွာအောင်မြင်ခဲ့ပါပြီဆိုပြီးမှတင်ထုတ်ပြန်လိုက်ပြီးဖလန်မျိုးကိုတိတ်နိုင်သွားပြီဆိုတော့ operation cv ရဲ့အယူရပါတော့အခု ဖလန်းမျိုးမှာတီးတိမ်ဖို့ဆိုပြီးမှအခုတီးတိမ်မျိုးကိုဆက်သိမ်းဖို့အတွက်ကိုလုံးဝအော်ချက်ထုတ်ထားပြီးအဲ့တော့တီးတိမ်ကိုဆက်သိမ်းမှာချင်းချင်းအောင်ဖွဲ့ရပေါ့မျိုးသိမ်းရတဲ့ပုံစံအင်တန်အင်တန်သဘောကျမှုကောင်းတယ်အင်တန်အားရစရာကောင်းတယ်ထဲပြောတာထဲထဲပြင်ညာချက်ထုတ်တာဖလန်းကိုသိမ်းမယ်ချောင်းသိမ်းမယ် အခုလည်းတီးတင်ကိုစက်သိမ်းမယ်။ချင်းမမြောက်ပိုင်းမှာတီးတင်တမျိုးပဲရှိရတယ်။တီးတင်ကိုစက်သိမ်းမယ်။တီးတင်ကိုစက်သိမ်းမှုအတွက်လို့လည်းအခုနိုင်ငံတကာ fundraiser ရဲ့လည်းအင်းနဲ့အားနဲ့ကိုဝန်းရံနေကြတယ်။နောက်တစ်ခွက်ကျတော့ဒီတီးတင်ကိုသိမ်းမှုအတွက် PDF ဇိုလန်က PDF ဒီပေါ်တော့ချင်းမမြောက်ရဲ့တစ်ခွက်ဖြစ်တဲ့ PDF ဇိုလန်ကပြီးတော့ campaign တစ်ခုလုပ်နေရလဲရှိတယ်။ချင်းမမြောက်ကနောက်ဇိုလန်ဆိုတဲ့ campaign အဲအဲ့ချင်းမမြောက်နောက်ဇိုလန်ဆိုတဲ့ campaign ဆိုလို့ရှိရင်လည်းပြည်သူကိုပြန်ပြီးတော့မှပေးမယ်။ပြည်သူကိုပြန်ပြီးမဲဖောက်ပေးမယ်။တန်ကြီးရလဲအမှန်ကြီးတယ်။အဲ့ဒါဆိုလို့ရှိရင်ဒီခွက်ကန်ဆယ်မယ်။ ဆင်းမြင့်နဲ့တီးတိမ်မျိုးရဲ့အချက်ချာကြတဲ့နေရာမှာရှိတဲ့900 square feet ကြီးကွာ။တင်း900တဲ့။ကလာပေါင်းစတင်း900တဲ့900 square feet ကြီးကွာ။ဒီအခါမှာနောက်တစ်ခါကစားတော့269 square feet ရှိတဲ့မြေကွာ။နောက်ကမဲဖောက်ပေးမှာ။ပထမဆုံးက900 square feet ဒုတိယဆုံးက269 square feet ရှိတဲ့မြေကွာကိုမဲဖောက်ပေးမှာ။အဲ့တော့အဲ့ဒီမြေကွာကိုမဲဖောက်ပေးတဲ့အနေထားမှာလဲဝင်သားလို့ခြင်းလား။ဒါလို့ရှိရင်လည်းဆိုရင်ဒီလိမျိုးကိုတိုင်ပြီး3လအကြာမှာအဲ့ဒီမြေခွဲရဲ့တန်မိုးရဲ့65%ကိုတိုင်ချေပေးမယ်။ အဲ့လောက်ထိပြက်တယ်ဆိုတော့ကဘယ်လောက်ထိယုံကြည်မှုရှိလဲဆိုတာကိုပြရတယ်တတိရှိရှိစက်ကိုစနစ်တူအောင်ပြတယ်တတိရှိရှိတဲ့ဆိုင်ခေါ်တယ်တတိရှိရှိကိုငါတို့တိတိကိုတိမ့်မယ်ချင်းညာထားဖို့ဟာငါတို့တိတိကိုတိမ့်မယ်ချင်းညာဖွားအင်မတန်ပြတ်သွားတယ်ဆိုတော့ကချင်းညီရဲ့ပြမြောင်ကြီးပေါ့နော်ချင်းညီလည်းမြောင်ကြီးဆိုလို့ရှိရင်နီးလာပြီးချင်းမလည်းရှုပ်ထွေးမှုတွေရှိနေတာရှိနေတာတကယ်တော့ပဲဆိုတော့အားရစရာကောင်းတဲ့ဒီနယ်ထဲမှာချင်းညီနယ်လည်းပါတယ်နောက်တစ်ခါကျတော့ဒီကရင်လူပေါ့နော်ဆိုတော့အခု ကာလမှာဒီရှမ်းမြောက်ကနားရှုကိစ္စနဲ့ပတ်သက်ပြီးတော့အချို့ကလည်းပတ်သက်ပြီးတော့ရှမ်းမြောက်မှာတန်မျိုးစုံကြားနေရတဲ့ကြောင့်မျိုးတွေစိတ်ရှုပ်ထွေးမှုတွေဖြစ်နေရတယ်။နိုင်ငံရှုပ်ထွေးမှုတွေဖြစ်နေပြီးမဲ့ရှမ်းမြောက်ဘက်မှာပြည်ပဖြစ်နေပြီးမဲ့ဒီရှမ်းတောင်ကကြတော့ရှမ်းတောင်တိုင်းရင်းတစ်ဖွဲ့အကုန်လုံးကဒီ KMDF နဲ့ KMDF နဲ့ပူးပေါင်းပြီးတော့ SSND ရဲ့ KMDF တက်ယူဟာအမှတ်ကိုအနေနဲ့ပူးပေါင်းလိုက်ပြီးတော့မှသူတို့စီးရေးပူးပေါင်းပေါ်ဆောင်မှုတွေအနာမဲ့အနေထားကြီးပြင်တွေ့နေရတယ်။အားရစရာကောင်းတယ်။ ားရစရာကောင်းတဲ့ bound decoration တောင်ပေးရင်းပေါ့နော် bound decoration အားရစရာကောင်းတဲ့မြန်မာနိုင်ငံရဲ့နေရာစုံမှာတော်လိုင်းရဲ့ decor တွေကအမွေတွေယူဆောင်လာတယ်ဒီရက်ထဲမှာအဲ့တော့ကျွမ်းမနိုင်ဂျီမီရှိုးတဲ့ဇာတ်ကတော့ဆားကားဆားရှိပြီးသားတော့ကျွမ်းမနိုင်ဂျီမီရှိုးတဲ့ဒီဇာတ်ကြောင့်ပေါ့နော်သူတို့တရေမြင်ဆိုးပေါ့အဲ့ဇာတ်ကြောင့်ပြည်သူတွေကတော့ ठी တယ်ပြည်သူတွေကတော့ခံရတယ်ဆိုတော့ ြည်သူရှိအောင်မှာဒီရဲချက်ရှိနေပုံကျဲတိုက်ခိုက်တဲ့တမပြည်သူကတော့အထင်နာတယ်။ဆိုပေမဲ့လည်းပေါ့နော်တော်လိုင်းတပ်ဖွဲ့တွေကတော့တစ်ခါမှအောင်မွေးတည်တည်ဆက်ပြီးမှပေါ်ဆောင်နေတာဖြစ်တယ်။ဒီခါမှအဲ့တော့ဒီဘက်က20ရင်းနေမှာဆိုလို့ရှိရင်တရင်တစ်ခုတက်လာတာရှိတယ်။ဒါဆိုလို့ရှိရင်နေပြီးတော့နေပြီးတော့အထီကိုတော်လိုင်းတပ်ဖွဲ့တွေကနေပြီးတော့ရဲ့နမိတ်သေးဝါဝင်ပြီးတော့မှဟိုထဲကိုကျုံးနေပြီနော်။အဲ့တော့နေပြီးတော့အုတ်တော့တည်ပြီးလမ်းမောင်းတည်ရမှာဆိုလို့ရှိရင်ဧပြီလ16ရက်နေ့က EPLA ပေါ့နော် OPRPA ရဲ့ဘော်ရီက 3နာရီကြာကြာထိန်းချုပ်ပြီးတော့မှစက်ကောင်စီကဘုံဘူးအစ်စ်ရှိတဲ့သူပါဝင်သုံးကိုဖမ်းဆီးနိုင်ခဲ့တယ်ဆိုပြီးတော့မှအထောက်ပြန်တာလည်းဖြစ်တယ်ပြီးတဲ့အခါမှာသူတို့ဘက်ကပေါ့နော်ဒီစစ်နေတဲ့ခဲတဲ့အတွက်ကြောင့်မလို့အပြင်အပြင်မှာတော့ထိတွေ့လိုက်ပွဲဖြစ်စတော့မနေသေးဆုံးရသူတွေမှထုတ်ပြန်တာအဲ့တော့ပြောချင်တာကနေပြီးတော့နေသေးပါဝင်ကြုံနေကြပြီဆိုတော့နေရအနောက်မှာအောင်မွေးတွေစက်ပေါ်နေနောက်တော့သမင်းသားတွေတိုင်းဘက်ကိုကြည့်နေလို့ရှင်နေတယ်တော်လေးတစ်ခွက်ရဲ့အောင်မွေးပေါ့နော်အောင်မွေးကိုမိသူတွေကဝမ်းမတတနဲ့ကြိုးစုံနေကြတယ်ဆိုတော့နေရတိုင်းမှာ အောင်မွေးရရှိနေတယ်ကျွန်တော်နိုင်ချင်လို့ရှိတဲ့ပြဿနာတွေကိုစကားစကားလုံးပါပဲဒီတော်လိုင်းရေးမှာအောင်မွေးချင်းကပြည်သူကတော့ပြည်သူကတော့ဘောနော်တတိပြရတဲ့နေရာမှာပဲပြည်သူကတော့ခံရမယ့်အနေအထားရရှိတယ်ဆိုတော့ပြည်သူကမှဟို ဒီလိုမနိုင်လို့ဒီလိုမဲတာလေ။နိုင်ရလို့မဲတဲ့ဇယိုက်လေးနော်။ဆိုတော့ပြည်သူကတော့ခံရတဲ့အနေအထားရောရှိတယ်။ရဲဆက်ကိုခံရတဲ့ကလေးလူကြီးတော့မရွေးပြကိုဝင်ဆောင်မျိုးသမီးမကြံအကုန်လုံးဘုံတော်မြင်ရဆရာမရှိအောင်ဟိုအားကြဆုံးနေကြရတာဖြစ်တယ်။ဒါပေမဲ့ဒီတစ်ဖက်မှာကတော့တော်လိုင်းတစ်ဖွဲ့လိုမနိုင်တဲ့အကြောင်းလို့လုံရပါဘောနော်။ဆိုတော့တော်လိုင်းတစ်ဖွဲ့တွေကတော့တစ်ဖက်မှာအောင်မွေးအလစ်ဒီပေါ်ဆောင်နိုင်နေတာရှိတယ်။နေရာနှံ့ပေါ့နော်။ကရင်ပြည်နယ်မှာလည်းကရင်ပြည်နယ်အလျောက်အဲကချင်မှာလည်းကချင်လျောက် နေရာအနောက်မှာတော်လိုင်းတစ်ဖွဲ့ရအားသာပြီးတော်လိုင်းတစ်ဖွဲ့တွေကအနိုင်တိုက်နေနိုင်တယ်ဆိုတော့ဆကားဆတက်ကကြတော့လုံးဝအေးချင်းကလုံးဝတုံညာအေးချင်းမရှိတော့အေးချင်းမရှိတော့ဘူးလားနေရင်အားကိုးတယ်တိုင်းနိုင်ငံလုံးကိုပတ်ပြီးတော့မှလုံးခလိုက်ပေးနေရမှာဖြစ်တယ်ပေါ့နော်ဒါပြည်သူအားလုံးသိတယ်ဆိုတော့ကဒီတော်လိုင်းရေးမှာပြည်သူတွေအားလုံးကဆက်လက်ပါဝင်ပါဝင်နေကြဆဲဖြစ်တယ်ဆိုတော့စစ်ကတဖြည်းဖြည်းနဲ့လူကြီးတွေရှိရောက်လာမှာပဲ အာဘောနော်ဒီတကယ်တကယ်မျိုးတော်တွေစီရောက်လာမှာပဲစက်ကဆိုတော့ကဆိုတော့ဒီတော်လန်ရေးကလောကပြည်သူကဒီတော်လန်ရေးကိုဒီကဒီဒါနောက်ဆုံးတော်လန်ရေးပဲနိုင်ငံရမယ် stress နဲ့အားလုံးကရှေ့ကိုဆက်ရွေ့နေတာဖြစ်တဲ့နိုင်ငံရုပ်ပြမှုတွေကတော့ရှိတယ်။ဒေါ်တော်လေးတစ်ဖွဲ့တွေကလည်းအခက်ခဲမျိုးစုံကြားကနေပြီးမှဆက်လက်ခြိတက်နေကြတာဖြစ်တယ်။ဆိုတော့ကမှအားလုံးကယုံကြည်ထားတာက100%ပြည့်ဝယုံကြည်ထားတယ်။ဒေါ်လေးကအောင်းကိုအောင်းအောင်းကိုအောင်းနေဒီဒေါ်လေးအောင်းအောင်းမယ်။နောက်တစ်ခါကျတော့ဒီဘောနော် တရွေချောင်းဝင်မှုကြောင့်တရွေချောင်းဝင်မှုကြောင့်ဒီအမေရိကန်ဘက်ကနေပြီးတော့မှဘင်္ဂလားဒေ့ရှ်စစ်တပ်နဲ့ပေါင်းပြီးတော့မှဒီဒေါ်လာရင်းတပ်ဖွဲ့တွေချင်းနဲ့အဓိကချင်းနဲ့ရခိုင်တွေကိုစီးထောက်ပတ်နေပေးမယ်ဆိုတဲ့သတင်းတွေလည်းထွက်နေတယ်ဆိုတော့အဲ့ဒီသတင်းကလည်း home home ဆိုတာမသိပေမဲ့ဖြစ်နိုင်ခြင်းလည်းရှိတယ်လို့မျိုးပေါ့နော်မဖြစ်နိုင် မဖြစ်နိုင်မဖြစ်နိုင်ဘူးလားဆိုတာမျိုးဆိုတာဖြစ်နိုင်ခြင်းလည်းရှိကောင်းရှိနိုင်တဲ့အနေအထားမျိုးဖြစ်တယ်ပေးနိုင်တယ်အခုကြီးကစည်ရထောက်ပံ့ပေါ့နော် ပေးနိုင်တဲ့အနေအထားမျိုးတွေလည်းရှိတယ်ဆိုတော့ဒါကတော့ကိုယ့်နဲ့ကိုယ်သုံးသက်စဉ်းစားချင်နေကြီးဟုတ်ဖြစ်နိုင်လားဖြစ်နိုင်လားဆိုတာဒါပေမဲ့လည်းအာဒီလိုလိုတည်နေနေကကျတော့တူတယောက်ချင်းစီကိုနိုင်ရအားနဲ့ပုံညီနေဖို့ဆိုတာကတော့အရေးကြီးဆုံးပဲကျမရဲ့ Starry Shine YouTube channel လေးကို like and subscribe လေးမလုပ်ထားရသေးဘူးဆိုလို့ရှင်လည်း like and subscribe လုပ်ထားပေးကြပါအောင်ရှင်